ဒီကနေ့မှာတော့2009ခုနှစ်ထဲကထွက်ရှိထားတဲ့ပြည်သက်တွေကြားမှာနှစ်ဘဝကလစားလို့နာမည်ကြီးတဲ့အိန္ဒိယရုပ်ရှင်ကားကောင်းလေးကိုပြန်လည်ခန်းစားတင်ဆက်ပေးသွားမှာပါ။ဇလန်ကအရာဗာလီတောင်ထိပ်တစ်ခုပေါ်ကအဖြစ်ဆိုးတဲ့ချစ်သူနှုံးနဲ့အစပြုခဲ့ပါလေ။မင်းသမီးလေးမစ္စတာကစစ်သူကြီးဘိုင်ရာဗာစီကိုလက်ကမ်းပြီးသူမရဲ့နောက်ဆုံးအချိန်မှာအမှန်တရားကိုဖွင့်ပြပြပေးဖို့တောင်းဆိုနေပါလေ။ရင်းထဲကချစ်တွေကိုဖွင့်ချပြလိုက်ဖို့နဲ့သူမဟာဘိုင်ရာဗာရဲ့လက်တွဲပေါ်ဖြစ်ချင်တယ်လို့ပြောနေခဲ့ချိန်မှာ ဒဏ်ရာပြင်းထန်ရထားတဲ့ဘိုင်ရာဖာကလည်းသူ့ရဲ့ချက်ဝတ်တစားကိုဆွဲခွာပစ်လိုက်ပြီးရင်တွင်းကချစ်ချင်းအမှန်ကိုဖွင့်ချပြခဲ့ပါလေ။သူကမင်းသမီးလေးကိုအသက်ထက်ကိုပိုချစ်မြတ်နိုးကြောင်ပြောလိုက်ပေမဲ့မင်းသမီးလေးကတေဆုံသွားခဲ့ကကြောက်ထဲကိုပြုတ်ကျသွားခဲ့ပါပြီ။ဒီခါမှသူလဲကြောက်ကမ်းမအောက်ကိုအတူလိုက်ခုံစင်းကမင်းသမီးလေးရဲ့လက်ကိုထိကင်မှုစူးစားရင်းတေဆုံသွားခဲ့ရပါလေ။ဒီဖြစ်ပျက်ကိုအစာဆုံးမြင်လိုက်ရတဲ့ရှာခန်ကလွန်စွာ ထိကင်ကြေကွဲတဲ့စိတ်နဲ့ဘိုင်ရာဖာရဲ့ချက်ဝတ်တစားကိုပဲအခမ်းအနားနဲ့တကြိုပေးလိုက်ပြီး တိန်ညိုမဲတွေကဘိုင်ဒါဘာတေဆုံးသွားလို့ဝိုင်းပျော်ကြလိမ့်မယ်။ဒါမဲ့ဘိုင်ဒါဘာဟာနေမင်းကြီးလိုပဲ။ဒီကနေ့မှအနောက်ရက်ကိုဝင်သွားပြီမယ်။နောက်ရက်မှပြန်ထွက်ပေါ်လာပြီးအမောင်တို့ကိုပပျောက်စေးလိမ့်မယ်။ဘိုင်ဒါဘာဟာသူ့ရဲ့အချစ်ကိုပြန်လဲအရယူလိမ့်မယ်။ဆိုပြီးဥရန်ကျူးရင်ပါလေ။အချိန်ကာလတွေနှစ်ပေါင်း400လောက်ကြာသွားပြီးတဲ့နောက်မှာတော့ဘိုင်ဒါဘာဟာအခုချိန်မှာဟာရှာလို့အမည်ရတဲ့ကျွမ်းကျင်လိမ့်မာတဲ့စိုင်ကယ်စတန်သမားတစ်ဦးဖြစ်နေပါလေ။ဒီကနေ့မှလည်းစတန်ပြိုင်ပွဲတစ်ခုမှဝင်ပြိုင်နေခဲ့ပြီးပြိုင်ပွဲစည်းကမ်းကတော့ရိုးရိုးလေးပါပဲ။ မိမိဆိုင်ကယ်ကိုအမြင့်ဆုံးရောက်အောင်ခုန်တက်နိုင်သူကအနိုင်ရရှိမှာဖြစ်ပြီးဟာရှာရဲ့လက်မှာတော့ပရိသတ်ကြီးကဟာရှာဘက်ကနေမြောင်များစွာဝိုင်းလောင်းကြပါလေဒီတစ်ခါမှာတော့အကြံသမားအကျဲကဘယ်သူမှမသိအောင်တန်းကိုပုံမြင့်ထားလိုက်စေပါလေဒါမဲ့ဟာရှာရဲ့ကျွမ်းကျင်မှုကြောင့်လှလှပပပဲခုန်ပြန်ကြော်တက်သွားနိုင်ခဲ့ပါလေဒါမဲ့သူ့ရဲ့လောင်းကြီးကိုတွားယူတဲ့ခါမှာတော့အကျဲကငွေအလုံးကိုယူကထွက်ပြေးသွားတာကြောင့်ဟာရှာလည်းနောက်ကအသေးအံလိုက်ပါလေအကျဲကဘောစီကိုပြေးသွားခဲ့ပြီးဖြည့်ရှင်းခိုင်းမှုတောင်းဆိုပါလေ ဘော့စ်ကလည်းဟာရှာနဲ့အကာချင်းပြိုင်ကဆုံးဖြတ်မယ်လို့ဆိုပြီးကောက်ွက်စမ်းတွေနဲ့ကပြလိုက်ပြီးတော့ထွက်သွားပါတယ်။ဘော့စ်ထွက်သွားပြီးတဲ့နောက်မှာဟာရှာကလည်းအားကြမခံသူ့ရဲ့ပိုလမ်းပြီးပိုဆန်းတဲ့အကွက်တွေနဲ့ပြန်ကပြပြီးတော့ငွေတွေကိုပြန်လူယူလိုက်ပါတယ်။ဘော့စ်ကလည်းဒါကိုခိုးကြည့်ပြီးဟာရှာကိုချီးကျူးနေခဲ့ပါတယ်။အရင်ညနေမှာပဲမိုးတဲထန်စွာရွာချနေခဲ့ပြီးဟာရှာကလည်းဗန်ကောက်မြို့ကပြိုင်ပွဲခီးစဉ်အတွက်လေရင်ကွင်းကိုအငှားကားနဲ့သွားနေတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီချိန်မှာဖြူအောင်ဝစ်စုံတဲ့ကောင်မလေးတယောက်ကကားဆောင်နေတာကိုတွေ့လိုက်ပြီးဟာရှာရဲ့တငယ်ချင်းကဒီကောင်မလေးကိုပါခေါ်တင်လိုက်ရင်ကားကတက်တာလိမ့်မယ်လို့ဆိုနေပြီးတော့ဟာရှာကတော့ခေါ်မတင်တဲ့အပြင်ကိုမျက်နာပြောင်ပြီးသူမရဲ့လက်ကိုပါထိကင်လိုက်ပါသေးတယ်။ဒါမဲ့သူမလက်ကိုထိမိလိုက်တာနဲ့တပြိုင်တည်းသူ့ကိုယ်တည်းကိုလျှက်စီးချောင်းစီးဝင်သွားသလိုခံစားလိုက်ရပြီးဘဝဟောင်းကပုံရိပ်တချို့ကိုပါမြင်လိုက်မိတာကြောင့်သူမဟာဘဝဟောင်းကချစ်သူပဲဖြစ်ရမယ်လို့ချက်ချင်းသိလိုက်ပါတယ်။သူကကားပေါ်ကပြေးစင်းပြီးကားမတိုင်ကအဖြူအောင်ဝစ်စုံတဲ့ကောင်မလေးကိုလိုက်ရှာပါတယ်။ ဒီချိန်မှာကောင်မလေးကအပေါ်ယုံအင်းကြီးအမဲကိုထပ်ဝင်လိုက်တာကြောင့်ဟာရှာသူမကိုမတွေ့တော့ဘဲကားတစ်စီးပေါ်ပါသွားပြီလို့ထင်လိုက်မိပါတယ်။အဲဒီကောင်မလေးကလည်းဟာရှာကိုဘသူကိုရှာနေရလဲလို့မေးခဲ့ပြီးသူကခုနကဒီနားမှာရက်နေတဲ့အဖြူအဝတ်စုံနဲ့ကောင်မလေးကိုရှာနေတာလို့ပြောလိုက်ပါတယ်။ဒါမဲ့ကောင်မလေးကအဲဒီသူဟာသူမပဲဆိုတာဝန်မခံဘဲဘာအတွက်လိုက်ရှာနေရလဲလို့မေးပြန်ပြီးအဲဒီကောင်မလေးနဲ့သူမသိတယ်လို့ပြောလိုက်ပါတယ်။ဟာရှာကဝမ်းသာအားရနဲ့အဲ့ဒီကောင်မလေးကရာနီဖြစ်ပြီးတော့သူနဲ့ချစ်သူတွေဖြစ်ခဲ့ကြဘူးလေလို့ပြောလိုက်ပါတယ် ကောင်မလေးရဲ့အဖေဘက်ကသဘောမတူခဲ့တာကြောင့်အခုလိုလိုက်ရှာနေရတာဖြစ်တယ်လို့ပြောလိုက်တဲ့အခါကောင်မလေးကတော့မျက်စောင်းထိုးပြီးသူ့ကိုကြည့်ကသူ့နာမည်ကရာနီမဟုတ်ဘူးအင်ဒူလို့ခေါ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဟာရှာမှင်းသေးသေးနဲ့ပဲ"ဩနာမည်ဒီပါပြောင်းလိုက်ကြတာကိုအခုနာမည်ကဘလို့ဖြစ်သွားပြီလဲ"ဆိုပြီးတော့ပြောလိုက်သေးတာပါ။သူမကအဲ့ဒီကောင်မလေးရဲ့နာမည်ကအင်ဒူဖြစ်ပြီးသူမရဲ့နာမည်နဲ့လည်းတူတယ်လို့ပြောလိုက်တဲ့အခါဟာရှာကအင်ဒူရဲ့လိပ်စာလေးပေးခဲ့လို့ရမလားဆိုပြီးတော့တောင်းလိုက်ပါတယ်။ အင်သူကသူမကိုကားငှားပေးရင်ပြောပြမယ်လို့ဆိုလိုက်ပြီးသူမအင်ကိုရောက်တဲ့အခါမှာတော့ဟာရှာကိုပဲကားကထုတ်ခိုင်းလိုက်ပြီးတော့ဗဇက်တဲရှိရာလိပ်စာတစ်ခုကိုပြောပြလိုက်ပါတယ်။အဲ့ဒီတိုင်ဟာရှာလိုက်သွားတဲ့အခါမှာတော့ဦးလေးကြီးတယောက်ထွက်လာတာကိုတွေ့လိုက်ရပြီးသူကဦးလေးရဲ့သမီးနဲ့တွေ့ကျင်တယ်လို့ပြောလိုက်ပါတယ်။ဦးလေးကြီးကလည်းသူ့ကိုဦးကြောင်ကြောင်ကောင်လို့ပြောပြီးငါမှဘာသမီးမှမရှိဘူးလို့ဆိုကမောင်းထုတ်လိုက်ပါတယ်။ ဟာရှာလည်းအင်ဒူစီကိုပြန်လာခဲ့ပြီးတော့သူ့ကိုဘာကြောင့်လိန်ရတာလဲဆိုပြီးရန်တွေးတဲ့အခါအင်ဒူကလည်းရှင်းလို့သစိမ်းတယောက်ကိုလိမ့်စာမှန်ပေးလိုက်ရင်မကောင်းတဲ့အကြံစီတွေကြံစီရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ရန်ပြန်တွေးတာပါအဲဒီကမှဟာရှာလည်းသူ့ဘာမကောင်းတာမှကြံစီဖို့မရှိကြောင်းနဲ့သူ့မကိုတစ်ကြိမ်လောက်မြင်ချင်းယုံလေးပါဆိုပြီးတော့တောင်းပန်ရပါတယ်အင်ဒူကလည်းဒီလိုဆိုလဲနောက်ရက်မှာစားတောင်းဆိုင်တစ်ခုကိုခေါ်လာပေးမယ်အဲဒီမှာစောင့်နေဆိုပြီးချိန်လိုက်တာကြောင့်ဟာရှာလည်းဝမ်းသာအားရနဲ့ပြန်လာခဲ့ပါတယ် ။နောက်ရက်မှာတော့ဟာရှာတို့စားတောက်ဆိုင်မှာအင်ဒူကိုစောင့်နေခဲ့ပြီးသိမ့်မကြခင်မှာအင်ဒူကလည်းသူမရဲ့တငယ်ချင်းများစွာကိုပါခေါ်ပြီးတော့ရောက်ချလာပါလေ။ပြီးတော့ဟာရှာရဲ့လက်ကိုကင်ပြီးတော့သူမကအင်ဒူဖြစ်ကြောင်းဝန်ခံမှုလုပ်ပေမဲ့ဟာရှာကသူမရဲ့လက်ကိုမကင်ပဲအင်ဒူရဲ့တငယ်ချင်းတွေအားလုံးရဲ့လက်ကိုကင်လိုက်ပြီးသူ့ကိုယ်လည်းလျှက်စစ်တက်ကူးမကူးကိုစမ်းတက်နေပါလေ။ဒါမဲ့တယောက်ကမှတမကူတာကြောင့်သူ့ရဲ့အင်ဒူမပါဘူးလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာအင်ဒူက"သူမနည်းနည်းနောက်ကျမှရောက်လာလိမ့်မယ်"လို့ပြောလိုက်ပါတယ် အဲဒီနောက်မှာတော့ဟာရှာကပဲသူမတို့တပွဲလုံးကိုစားတော့ဖွဲရီမှာကျွေးရပြီးဟာရှာရဲ့တငယ်ချင်းကတော့မင်းရဲ့အင်ဒူကတကယ်လည်းမရှိပါဘူးကွာအဲဒီကောင်မလေးတွေမင်းကိုညာစားနေကြပြီလို့ပြောလိုက်ပါတယ်ဒါကိုနောက်မှာရောက်နေတဲ့အင်ဒူလဲကြားလိုက်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေပဲလှဲ့ကဒီလူတွေကငါတို့ကိုတရောင်းစားတွေလို့ထင်နေကြတာလာကြပြန်မယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်ဟာရှာလဲကမန်းကရမ်းပဲတောင်းမန်စကားပြောကသူ့တငယ်ချင်းကိုပါပါရိုက်ချလိုက်ပါတယ်အဲဒီညနေဒီဟာရှာစောင့်နေတဲ့အင်ဒူကရောက်မလာခဲ့ပါဘူးအင်ဒူကသူ့နားကိုလာပြီးတော့ဒီနေ့တော့ तू မမလာတော့ဘူး နောက်နေ့သားမှရုပ်ရှင်ကိုလာဖို့ချိန်မိမယ်လို့ပြောတာတော့ဟာရှာကတော့ဘလို့လို့ပြောရမှာလဲမကြခင်ရောက်ချင်ရောက်လာမှာပေါ့သူမရောက်လာပြီးတော့တယောက်မှမရှိတော့ရင်မကောင်းဘူးလေလို့တောင်စုံနေသေးတာပါတမန်မှာတော့အင်ဒူရဲ့ဖခင်ကသူ့ရဲ့ဘိုးဘွားပိုင်အမွေဖြစ်တဲ့ဆန်အင်တော်ကြီးကိုအပိုင်စီးထားတဲ့အမားဖြစ်သူရဲ့ယောက်ျားစီကဆန်အင်တော်နဲ့ပစ္စည်းဥစ္စာတွေကိုပြန်ရဖို့ဆွေးနွေးနေခဲ့ပြီးရှင့်နေကြီးကလည်းဒီအမှုကိုသူ့လုံးဝနိုင်အောင်လိုက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီအင်ကြီးကိုအပိုင်စီးထားတဲ့သူကတော့ရာဂူဗာရဲ့အဖေပဲဖြစ်ပြီးတော့ရာဂူဗာကလည်းအလွန်တရာကိုမှရက်ဆက်ကြမ်းကြုတ်တဲ့သူတူပါ သူလိုချင်တဲ့ရာဆိုရင်ရအောင်ကိုတိမ့်ယူတတ်ပြီးသူ့ရှိမှာပိတ်ထားမိရင်တော့တေးလန်းတလန်းပဲရှိပါလိမ့်အဲဒီချိန်မှာရာဂူကသူ့ရဲ့တပည့်တွေနဲ့အိန္ဒိယဖခင်ငှားတဲ့ရှင်းတွေကိုဂုတ်ကနေဆွဲခေါ်လာစီပြီးရိုက်နှက်စေပါလိမ့်ရှင်းတွေကလည်းကြောက်လန့်ကြတဲ့ဒီအမှုကိုသူလုံးဝမလိုက်တော့ပါဘူးဆိုပြီးတော့ဂရီပေးလိုက်တဲ့အခါရာဂူကလည်းရှင်းတွေကိုပြေးခွင့်ပြုလိုက်ပါလိမ့်အရင်တော့မှသူ့ရဲ့အင်ဂျီကိုချွတ်ပစ်လိုက်ပြီးကိုကာယဗလာကိုကြွားပြီးတဲ့နောက်လက်ဆွဲတော်လှန်ကိုဆွဲကာရှေ့နေကိုပြတ်တက်လိုက်ပါတော့တယ်။အရင်တော့တရလိုဖြစ်သူကိုပါအပြတ်ရှင်းဖို့အင်ဒူရဲ့အင်တီလိုက်သွားခဲ့ကြပါလေ ရာဂူဘာကိုအင်ဒူရဲ့ဖေကိုတပ်ပြဖို့ပြောနေချိန်မှာပဲသူကအိမ်ထဲကထွက်လာတဲ့အင်ဒူကိုတွေးလိုက်ပြီးချက်ချင်းဆိုသလိုသူမကိုချစ်မိသွားပါလို့ရတယ်။ရာဂူဘာကသူ့ဖခင်ဘက်ကိုလှဲ့ကအင်ဒူကိုလိုချင်တယ်လို့ပြောလိုက်တဲ့အခါဖခင်ဖြစ်သူကအင်ဒူရဲ့ဖခင်ကိုတပ်ပြပြီးရင်ဒီညအင်ဒူကိုအပိုင်ရမှာပေါ့လို့ပြောလိုက်ပါတယ်။သူကအဲ့လိုမျိုးလိုချင်တာမဟုတ်ပဲအမြဲပိုင်ဆိုင်ချင်တယ်လက်ထပ်ချင်တာပါလို့ပြောလိုက်တဲ့အခါမှာသူ့ရဲ့ဖခင်ကရီမောပြီးအဖေအသက်ရှင်နေသေးတော့သူတို့ဘက်ကသဘောတူမှာမဟုတ်ဘူးလို့ပြောတာကြောင့်သူ့ရဲ့ဖခင်ကိုချက်ချင်းဓာတ်နဲ့ထိုးတက်လိုက်ပြီး ကျုပ်လိုချင်တဲ့အရာဆိုရင်ရအောင်ရမယ်။ဘာတွေနဲ့ပဲပေးဆက်ရပေးဆက်ရဆိုပြီးတော့ပြောလိုက်ပါလေ။အဲဒီနောက်မှာတော့ရာဂူဘာဟာမင်းသားမျက်နှာဖုံးဆွပြီးအင်ဒူရဲ့ဖခင်စီကိုသွားကသူ့ရဲ့ဖခင်ကြောင့်အခုလိုမျိုးဘဝနှိမ်ကျစွာနေနေရတာကိုမကြည့်ရကြောင်းနဲ့ဆိုင်တော်ကြီးနဲ့ပစ္စည်းဥစ္စာတွေဟာဥပဒေရဆိုရင်ဦးလေးသာပိုင်ဆိုင်ခွင့်ရှိတာလို့ပြောလိုက်ပါလေ။အဲဒီနောက်မှာသူ့ရဲ့ဖခင်ကတေဆုံသွားခဲ့ဖြစ်တာကြောင့်စိုင်းတော်ကြီးနဲ့တကွဥစ္စာစည်းစိမ်အားလုံးကိုဦးလေးစီကိုအကုန်ပြန်လွှဲအပ်ပါမယ်လို့ပြောလိုက်တာကြောင့်အင်ထူရဲ့ဖခင်လည်းအလုံးငုံမပျော်ရွှင်သွားပါလေ တဖက်ကအင်ဒူကတော့သူမရဲ့တငယ်ချင်းနဲ့လမ်းလျှောက်နေစမှာလူမိုင်းတစ်တိုက်ကလာပြီးတော့နှောက်ယှက်ကြတာကြောင့်ကြောက်လန့်ကြတဲ့ဟာရှာစီကိုပြေးပါလေသူကလည်းအင်ဒူကိုတွေ့တွေ့ချင်းမှာသူ့ရဲ့အင်ဒူဘမလဲဆိုပြီးပဲမေးတာပါသူမကခုနလေးကလူမိုင်းတစ်တိုက်လိုက်နှောက်ယှက်ကြလို့ပြန်လှည့်သွားပြီလို့ပြောလိုက်ပါလေဟာရှာလည်းဒေါသကြီးဖြစ်ပြီးတော့အဲ့ဒီလူမိုက်တွေစီကိုတန်းတန်းရှောက်ဝင်သွားပြီးစိတ်ရှိလက်ရှိကိုပြင်းမာတော့တယ်ဒါကိုကြည့်နေတဲ့အင်ဒူကဟာရှာပေါ်မှာအားကိုးခြင်းစိတ်တွေဝင်လာပြီးချစ်စိတ်တွေယိုဖိတ်မိလာတာကိုတော့ဟာရှာမသိသေးပါဘူး လူမိုက်တွေကိုတိတ်ပြီးတဲ့နောက်မှာအင်ဒူကဟာရှာကိုပန်းချန်တစ်ခုမှသူတွေ့ကျင်နေတဲ့အင်ဒူစောင့်နေတယ်ဆိုပြီးတော့ခေါ်သွားပါတယ်။လမ်းလျှောက်နေတဲ့သူမကဟာရှာရဲ့လက်ကိုကိုက်ပြီးအမှန်တရားကိုဝန်ခံမှုလုပ်ပေမဲ့ဟာရှာကတော့သူ့နာမကပ်ဖို့နဲ့သူတို့တွေအရန်နီးကပ်နေရင်သူ့ရဲ့အင်ဒူလေးအထင်လွဲသွားလိမ့်မယ်ဆိုပြီးတော့ပြောလိုက်တာပါ။ပန်းချန်ကိုရောက်တဲ့အခါမှာလေအင်ဒူကတကယ်တော့ချိန်ထားတာဒီပန်းချန်မဟုတ်ပဲတခြားပန်းချန်ဖြစ်နေတယ်လို့ဆိုပြန်ပါတယ်။ဟာရှာလည်းအချိန်ချင်းအလွဲတွေပဲကြုံနေရတာကြောင့်အတော်လေးကိုညစ်နေပါပြီ။အင်ဒူရဲ့တကယ်ချင်းဖြစ်သူကဘာလို့အမှန်တရားကိုဖွင့်မပြောသေးတာလဲလို့မေးတဲ့အခါမှာတော့ သူမကြိတ်ကြွေနေရတဲ့သူတယောက်ကသူမကိုပဲတန်တန်တားတားနဲ့လိုက်ရှာနေတာကိုစောင့်ကြည့်ခြင်းသေးတယ်လို့ပြန်ပြောခဲ့တာပါအဲဒီနောက်မှာအင်ဒူအိမ်ပြောင်းတဲ့အခါမှာတော့ရာဂူဗာကဆရာကြီးစတိုင်နဲ့ရက်ဆောင်နေရကိုတွေ့လိုက်ရပြီးအင်ဒူရဲ့ဖခင်ကသူမနဲ့မိတ်ဆက်ပေးလိုက်ကရာဂူဗာကဆိုင်ရင်တော်ကြီးနဲ့စီးစိမ်တွေကိုပြန်ပေးတော့မယ်ဆိုပြီးတော့တရင်ကောင်းပြောပြလိုက်ပါတယ်အဲဒီမှာရာဂူဘာကအင်ဒူရဲ့တားဖားကိုအင်ကြီးလုံးစီပြောင်းရွှေ့စီပြီးအင်ဒူရဲ့ဖခင်ကလည်းအလိုမဲ့ပျော်ရွှင်နေတာပါအင်ဒူကလည်းသူ့ရဲ့ဖခင်ဖြစ်သူပျော်ရွှင်နေအောင်ကြည်ပြီးတော့ဝမ်းသာမျက်ရည်ဝဲရပါတယ် ရာဂူဘာကလည်းအခုလိုမျိုးဖားခင်ဖြစ်သူကိုပျော်ရွှင်စေခြင်းနဲ့အတွက်ကျေးဇူးတင်စကားတွေပြောနေသေးတာပါရာဂူဘာကနောက်နေ့မှာပဲအင်ဒူတို့တားဖားကိုစိုင်းတော်ကြီးစီခေါ်သွားပေးမယ်လို့ပြောပေးမယ်အင်ဒူကသူမမှာလှုပ်ရှားကိစ္စလေးတွေရှိတာကြောင့်နောက်တစ်ပတ်မှသွားမယ်လို့ဆိုလိုက်ပါတယ်အဲဒီညမှာရာဂူဘာကအင်ဒူရဲ့အိတ်ခန်းကိုခိုးဝင်သွားပြီးမတရားကျင့်ကြံမှုစူးစမ်းခဲ့ပေမယ်ရုတ်တရက်စစ်တီတော်တူရဲ့ရုပ်ပုံထွက်လာပြီးသူ့လေဘင်းကိုခုတ်ဖြတ်လိုက်တာကိုမြင်အောင်မိနေပြီးတော့အနာကပ်မရဖြစ်နေပါတယ် နောက်ရက်မှာတော့သူကဂိုရာဆိုတဲ့အောက်လန်းဆရာရုပ်တကောင်စီကိုတွားခဲ့ပြီးအကျိုးအကြောင်းကိုမေးမြန်းရပါတော့ဂိုရာကအတိတ်ဘဝအကြောင်းစုံကိုပြောပြလိုက်ပါတယ်။သူကလွန်ခဲ့တဲ့နှစ်ပေါင်း400ခန်းကစစ်သူကြီးတူဖြစ်ခဲ့ပြီးနာမည်ကဘင်လာလို့ဆိုကအတိတ်ဘဝဖြစ်စဉ်အားလုံးကိုပြောပြလိုက်တာပါ။အဲဒီနောက်တမိုင်းရာဇဝင်စာအုပ်ကိုပါထုတ်ပြခဲ့ပြီးမင်းသမီးလေးမစ္စတာရဲ့ပုံကိုမြင်ရတဲ့အခါအင်ဒူနဲ့တပုံစံနဲ့ဖြစ်နေတာကြောင့်သူတို့အားလုံးတဘဝပြန်ဝင်စားပြီးစုံတွေ့ခဲ့ကြတယ်ဆိုတာကိုလုံးဝယုံကြည်သွားပါတော့တယ်။ အဲဒီနောက် viral viral ရဲ့ပုံကိုဖွင့်ပြပြီးဒီလူကတော့အတိတ်ဘဝတုန်းကမင်းရဲ့ရန်သူပဲဒီဘဝမှာမင်းသမီးလေးကိုပိုင်ဆိုင်ခြင်းရင် viral viral ပြန်ဝင်စားတဲ့သူကိုရှာပြီးတော့ရှင်းပြရမယ်လို့ပြောခဲ့ပါသေးတယ်။ဒါမဲ့ viral viral ရဲ့ပုံကပျက်စီးနေပြီဖြစ်တာကြောင့်မျက်နှာပုံစံကိုခံမှန်းမရဖြစ်နေပါတယ်။သူကဘသူက viral viral လဲဆိုတာကိုဘယ်လိုသိနိုင်မလဲလို့မေးလိုက်တော့ Gura ကမင်းသမီးလေးကြောင့်မင်းတို့နှစ်ဦးပြန်ဆုံတွေ့ရမှာပဲ။တစ်ချိန်ကလည်းဒီမင်းသမီးလေးအတွက်ရင်ဆိုင်ခဲ့ကြဘူးတာပဲ။မင်းတို့နှစ်ဦးဆုံတဲ့အချိန်မှာကောင်းကင်မှာငှက်တွေအုပ်စုဖွဲ့ပြန်တန်းနေလိမ့်မယ်။နေလုံးနေနေကညိုမဲသွားလိမ့်မယ်။ အဲ့ဒီအချိန်မှာတွေ့တဲ့သူဟာဘိုင်ဒါဘာပဲလို့ဆိုလိုက်ပါတယ်။တပတ်ကဟာရှာနဲ့တငယ်ချင်းတို့လက်ဖက်ရည်တောင်းနေချိန်မှာရာဂူဘာတို့ဖွဲ့ကလည်းအင်ဒူနဲ့တွဲတွဲလုံနေတဲ့ဟာရှာဆိုတဲ့သူကိုလိုက်ရှာနေကြပါတယ်။သူတို့ဆိုင်ထဲဝင်လာတဲ့ချိန်မှာတော့ဟာရှာကရာဂူဘာကိုဒီမှာထိုင်လို့ရတယ်ဆိုပြီးတော့ခေါ်လိုက်ပါတယ်။ရာဂူဘာကသူ့နာမည်ကိုမေးတဲ့အခါမှာတော့ CNGV ဆိုပြီးတော့လိန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်ရာဂူဘာကိုခမရဘယ်ဇက်ဖွဲ့တွေကလည်းဒီလိုပုံစံကြီးဝစ်စားထားတာကြည့်လို့မကောင်းပါဘူးဗျာ။နည်းနည်းမှမလိုက်ဘူးဟာတပဲဆိုပြီးတော့ပြောလိုက်တာကြောင့် ရွာကူပါလဲဒေါသတွေအလိမ့်လိမ့်ထွက်ကရေခွက်ကိုညှစ်ချေပစ်လိုက်ပါတယ်။အဲဒီနောက်မှာပဲသူ့ရဲ့တပည့်တူကအင်ဒိုစီကိုမကြာခဏဆက်တက်တဲ့ဖုန်းနံပါတ်ကိုစုံစမ်းလာပြီးသူ့ကိုပေးပါတယ်။သူကလည်းခမန်းကနက်နဲ့အဆိုပါဖုန်းနံပါတ်ကိုလှမ်းခေါ်လိုက်ပါတယ်။ဒါမဲ့ဘလောက်ခေါ်ခေါ်ဖုန်းမအားပဲရှိနေတာပါ။အချောင်းကတစ်ဖက်မှာဟာရှာကလည်းတခြားတူနဲ့ဖုန်းပြောနေခဲ့လို့ပါပဲ။ဖုန်းပြောပြီးတဲ့အခါမှာတော့ဟာရှာလည်းပတ်စံရှင်းပြီးတော့စိုင်ထဲကထွက်သွားပါတော့တယ်။ဒါမဲ့သူ့ရဲ့ဖုန်းကိုမေးချန်ခဲ့တာကြောင့်ရာကူဘောင်နောက်တစ်ချိန်ဖုန်းခေါ်တဲ့အခါမှာတော့သူရှာနေတဲ့ဟာရှာဟာဘသူဆိုတာကိုသိသွားခဲ့ပါတယ်။ သူကလည်းချက်ချင်းပဲတန်ကြုံတစ်ခုကိုစွဲထုတ်ပြီးလှမ်းသပွဲအသုံးပြုကဟာရှစီကိုလှမ်းပစ်လိုက်ပါလေ။ဒါမဲ့တစုံတစ်ခုနဲ့ထိခိုက်မိပြီးတော့လမ်းကြောင်းလွဲသွားပြီး transfer ဘုံကြီးကိုထိမှန်ကပောက်ကွဲမှုတွေဖြစ်သွားတာကြောင့်လူတွေရုပ်တဲတဲဖြစ်ကုန်ကြပြီးဟာရှာလည်းပျောက်သွားခဲ့ပါလေ။အားလုံးရှုပ်ထွေးနေတဲ့အချိန်မှာဟာရှာလည်းဘတ်စကားပေါ်မှာရှိနေတဲ့အင်ဒူရဲ့လက်ကိုမတော်တဆထိကိုက်မိပြန်တာကြောင့်လျှက်စည်းတွေကိုယ်ထဲကိုစီးဝင်ပြန်ပါပြီ။ သူလဲနားမှာရှိတဲ့မြင်းပေါ်ကိုခုံတက်ကအဲ့ဒီဘတ်စကားနောက်ကိုလိုက်နေခဲ့ပြီးတော့စိတ်မကြခင်မှာအင်ဒူရဲ့ပဝါလေးဟာလေနဲ့လွင့်ပြီးတော့ဟာရှာစီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီခါမှာတော့သူအချိန်ကြာမြင့်စွာလိုက်ရှာနေတဲ့အင်ဒူဟာသူ့လေးပဲဆိုတာကိုသိသွားခဲ့ရပါတယ်။သူကမျက်နှာပြောင်ပြီးတော့အင်ဒူကိုစားနောက်တွေကပဝါကိုလည်းပြန်မပေးတော့ပါဘူး။အင်ဒူနဲ့တငယ်ချင်းဖြစ်သူလို့စာမွေးကန်းနဲ့ဝင်သွားတဲ့ချိန်မှာတော့ဟာရှာကတော့လုံခြုံရေးကတားထားတာကြောင့်ဝင်မရခဲ့ပါဘူး။ အင်ဒူကဒီထိဘာလိုက်လောက်တာလဲလို့မေးနေခဲ့ပြီးသူကအင်ဒူဘသူလဲဆိုတာသိခဲ့ပြီဖြစ်ပြီးတော့အရင်ကကူညီခဲ့ဘူးတာတွေအတွက်ကျေးဇူးပါပဲလို့ပြောခဲ့ပါတယ်။ဒီတခါမှာအင်ဒူအစ်စ်ကလည်းဟာရှာဘယ်တယောက်နဲ့တွေ့သွားတာလဲလို့တန်တရားဖြစ်နေခဲ့ပါတယ်။တပတ်ကဟာရှာကလည်းသူမရှိမှအင်ဒူနောက်တယောက်နဲ့ဖုန်းပြောနေရန်ပြုလုပ်ပြီးတော့တနေရာမှာတွေ့ဖို့ချိန်နေပြန်တာကြောင့်အင်ဒူလည်းနေမထိထိုင်မသာ ဖြစ်သွားပါတယ်။နောက်ဆုံးမှသူမဟာဆောင်မွေးကန်းတဲကနေပါခိုးထွက်သွားပြီးတော့ဟာရှာရဲ့နောက်ကိုခိုးလိုက်သွားပါတယ်။ချင်းဆိုတဲ့နေရာမှာတော့ဟာရှာရဲ့တငယ်ချင်းကအင်ဒူဖြစ်တရုတ်ဆောင်နေတာပါ။ အင်တူကအဲ့ဒါအင်တူအစ်စ်မဟုတ်ဘူးလို့ဆိုကသွားဆွဲရကဇပင်တူပါပြုတ်ထွက်သွားပါတော့တယ်အဲ့ဒီခါမှာအင်တူလဲဟာရှာကသူမကိုတမင်တိလျက်နဲ့ခေါ်လိုက်ကြောင်းကိုသိသွားပါတော့တယ်နေအောင်သားအကြီးတွေစိုက်ပြီးတော့ခြုံမြနေကြစေမှာရုတ်တရက်အင်တူရဲ့ဖခင်ရောက်လာပြီးဒေါသတကြီးနဲ့ဟာရှာကိုပားရိုက်ကနင့်နင့်နာနာကိုပြောဆိုပါတယ်ဟာရှာလဲအင်တူရဲ့ဖေဟာဘဝဟောင်းကဘယင်ကြီးပဲဆိုတာကိုသိသွားခဲ့ပြီးဘာကြောင့်မဲမသိဒေါသထွက်ကလဲပင်ကိုဆွဲပြီးတော့သူမကကျွန်တော်ရဲ့အင်တူပဲဒီကကြောက်တို့ချက်ချင်းကိုထတ်ခွဲခဲ့ရင်ခမည်းကိုတတ်ပြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ် အဲဒီနောက်လူတွေရောက်လာပြီးတော့နှောင်းနှစ်ဘက်စလုံးကိုပြန်ပြေးပြလိုက်ကြပါတယ်။အင်ကိုပြောင်းတဲ့အခါမှာအင်ဒူကသူမဟာရှာကိုအယမ်းချစ်ကြောင်းဟာရှာလည်းသူမကိုချစ်နေကြောင်းနဲ့သူမဘွားအတွက်ဟာရှာကိုလိုအပ်တယ်လို့ပြောကငိုကြွေးပြီးတော့အိမ်ပေါ်ပြေးတက်သွားပါတယ်။ဒါကိုကြားလိုက်တဲ့ရာဂူဘာကတော့ကြိတ်မနိုင်ခဲမရပေါ့လေ။အဲဒီချိန်မှာဟာရှာလည်းလိုက်လာခဲ့ပြီးတော့သူ့ရဲ့ရိုင်းဆိုင်တဲ့အပြုတ်မှုအတွက်အင်ဒူရဲ့ဖခင်ကိုတောင်းပန်စကားဆိုပါတယ်။သူကအင်ဒူနဲ့ခွဲခွာမှကိုဆိုတာကြောင့်သာပြောမိတာပါလို့ဆိုလိုက်ပြီးတစ်ဖက်ကလည်းနားလေစွာနဲ့ကြေးအေးပြလိုက်ပါတယ်။ ပြီးတော့ငယ်စဉ်ကတည်းကအင်ဒူကဘာတစ်ခုမှမတောင်းဆိုဘူးခဲ့ပဲဒီနေ့မှပဲဟာရှာနဲ့တွဲခွင့်ရဖို့ငိုကြွေးပြီးတော့တောင်းဆိုခဲ့တာကြောင့်သူ့ဘက်ကမလိုက်လျောရင်ဖခင်တယောက်ဘယ်ပြီးတတော်မလဲလို့ဆိုကဟာရှာနဲ့အင်ဒူကိုလက်ထပ်ခွင့်ပြုလိုက်ပါတော့တယ်ဒီတခါမှာရာဂူဘာကဒေါသကြီးကျယ်ထွက်ပြီးအင်ဒူရဲ့ဖခင်ကိုလဲပင်ဖမ်းညစ်ကဟာရှာကိုအပြစ်တွေလွှဲချလိုက်ပါတယ်ဒါကိုတစုံတစားသာမြင်လိုက်မိတဲ့အင်ဒူလည်းအထင်လွဲပြီးတော့ဟာရှာကိုအကြီးကျယ်စိတ်နာကအမုန်းကြီးမုန်းသွားပါတော့တယ် အင်ဒူကိုရှင်းပြဖို့စ조사နေတဲ့ဟာရှာကိုရာကူဘာရဲ့တပည့်တွေကဝိုင်းဖန်ထားကြပြီးအင်ဒူတို့ကတော့တစ်ဖက်မှာသူမရဲ့ဖခင်ကိုစေးုံအမြန်ပို့ဖို့အတွက်ရဟင်စီကိုတွားနေခဲ့ပါတယ်။ရဟင်မော်မတက်ခင်မှာရာကူဘာကဟာရှာကိုအိန္ဒိယငါအပိုင်ပဲငါလိုချင်တဲ့အရာရှိရင်ရကိုရရမယ်လို့ပြောလိုက်ပြီးဟာရှာလည်းပောက်ကွဲသွားပြီးတော့စီပိုက်ကိုနင်းချေကမီးရှို့ပြလိုက်ပါတယ်။အနာကရာကူဘာရဲ့တပည့်တွေလည်းကြောက်လန့်ကြထွက်ပြေးသွားကြချိန်မှာသူကတော့ဟာရှာကိုပြေးကန်မှုလုပ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဗိုက်ထဲကိုလက်သီးပြစ်သွင်းခံလိုက်ရပြီးလွင့်စင်သွားပါတယ်။ အဲ့ဒီချိန်မှာစီဘုံကြီးကလည်းပောက်ကွဲခဲ့ပြီပဲဟာရှာကတော့စံဘုံရဲ့အဖုံးကိုပဲဒိုင်းတပွဲကာထားလိုက်ပါလေဒီပောက်ကွဲတဲ့အကြောင်းငှက်အုပ်ကြီးအလန်တကြားထပြန်ကြပြီးမိโกမဲတွေကနေလုံးနေနေကိုဖုံလွှမ်းသွားပါလေဒီခါမှာရာဂူဘာကဂူရာပြောခဲ့ပြီးတဲ့ဗိုင်ရာဘာနဲ့ဆုံတွေ့ရရင်ငှက်အုပ်ကြီးကပြန်တန်းနေလိမ့်မယ်နေလုံးနေနေကညိုမဲသွားလိမ့်မယ်ဆိုတာကိုသတိရလိုက်ပြီးဟာရှာဗိုင်ရာဘာတဘောကပြန်ဝင်စားတာပဲဆိုတာတေချာသိသွားပါတော့တယ်အဲ့ဒီချိန်မှာပဲဟာရှာကလည်းမိတော်မိရှံများဂျားတွေကနေလှလှပပကြီးခုံပြန်ထွက်လာပါလေ အဲဒီနောက်မှာလူမိုက်ပေါက်စလေးတွေကိုအရင်ရှင်းပစ်နေချိန်မှာရာကူဘာကတော့ရဟန်းရင်နဲ့ပြန်တန်းတက်သွားပါပြီ။ဟာရှာကလုံးဝလက်မလျှော့ပဲခေါင်းမိုးပေါ်ခုန်ပြန်တက်ပြီးအဲဒီကတဆင်ရဟန်းရင်ကိုလမ်းဆွဲလိုက်ပါလေ။သူကအင်ဒူကိုရှင်းပြဖို့စူးစမ်းနေခဲ့ပေမဲ့အင်ဒူကတော့လုံးဝနားမထောင်ပဲဟာရှာကိုလက်နဲ့ပုတ်ထုတ်လိုက်တာကြောင့်သူ့ရဲ့ကိုယ်ရည်လျက်စီးချောင်းဝင်သွားပြန်ပြီးပြုတ်ကျလာပါလေ။ကံကောင်းထောင်းမစွာနဲ့ရေကန်ထဲကိုပြုတ်ကျသွားခဲ့ပြီးအသီးစိတ်တွေကအတိတ်ဘဝကိုပြန်မြင်မိနေပါတော့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ကဥတိုင်းကတိုင်းပြည်မှာကျေတာရှစ်လုံးစုဝေးတဲ့နတ်ခန့်နဲ့ကြုံရပြီးဒါမျိုးနှစ်ပေါင်း400မှာတစ်ကြိမ်ဖြစ်တာပါမကြခင်မှာကျေတကွန်တစ်လုံးနဲ့ကျွေဖို့ရှိပြီးတော့တိုင်းပြည်အတွက်ဘေးထုတ်ကကြုံမဲ့အချိန်ကိုကြာရောက်နေတယ်လို့ပရောဟိတ်ကြီးကပြောပါတယ်အဲ့ဒီချိန်မှာပဲအကြံပေးအမတ်ကအခုချိန်မှာသရှိုရီစီကတရင်ရရှာခန်းဟာစစ်တီအင်အားတိမ့်ချီနဲ့စစ်ပြုတ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းရှောက်တင်လိုက်ပါတယ် ပရောဟိတ်ကရှာခန်းကဘာလဲလို့ပြီးတဲ့အခါမှာတော့အဲ့ဒီလူကအရင်ဆိုင်ဖြစ်ပြီးအိန္ဒိယပြည်တပီလုံးကိုတင်ပိုက်ချင်နေတဲ့ကောင်ပဲလို့ဖြေခဲ့ပါတယ်။သူတိုက်ခိုက်ခဲ့တဲ့နေရာတိုင်းကိုလည်းဖျက်ဆီးပစ်ကလူတွေအားလုံးကိုတော့ကျုံပြုတ်ပစ်တတ်တယ်လို့ပြောပါသေးတယ်။မကြခင်မှာရှာခန်းတပ်တွေလည်းဥတိုင်းကောပြည်ရှိကိုရောက်လာကြပြီးရှာခန်းကအမြန်မဲတိုက်ခိုက်တင်ပိုက်ချင်နေပါပြီ။ဒါမဲ့သူ့ရဲ့ညာလယုံကအဲ့ဒီတိုင်းပြည်မှာဗိုင်ရာဘာဆိုတဲ့သူရဲကောင်းတူးရှိပြီးတော့သူကိုယ်တိုင်စစ်တီရဲမတ်တွေကိုလေ့ကျင့်သင်ကြားပေးထားကြောင်းနဲ့ဗိုင်ရာဘာရှိနေသေးတဲ့အဲ့ဒီတိုင်းပြည်ကိုတင်ပိုက်ဖို့မဖြစ်နိုင်ဘူးလို့ပြန်ပြောပါရတယ်။ ဒါပေမဲ့ရှာခန်းကတော့နားမဝင်ပဲဘိုင်ရာဗာဟာဘုရားသခင်မဟုတ်ဘူးသူ့ကိုလည်းဓာတ်နဲ့ထိုးတတ်ရင်တေတာပဲလို့ပြောခဲ့ပြီးညာလယုံကဘိုင်ရာဗာရဲ့မျိုးရိုးတွေဟာရန်သူပေါင်းတရာကိုတတ်ပြီးမှတေတတ်ကြတယ်လို့ပြောပြန်တာကြောင့်ဒေါသထွက်ပြီးတော့ငါလည်းတမိုင်းသိရေးပြမယ်အဲ့ဒီဘိုင်ရာဗာငါစစ်မြေပြင်မှာတေကိုတေစီရမယ်လို့ပြောလိုက်ပါတော့တယ်တဖက်မှာတော့ဘိုင်ရာဗာကစစ်တီတော်တွေကိုလေးကျင့်ပေးနေပြီးမင်းသမီးလေးမင်းဆရာကတဏီယာကနေခိုးကြည့်နေကဘိုင်ရာဗာကိုမျှားနဲ့ပစ်ပြီးတော့စတောင်းနေပါတယ် ဒါပေမဲ့ဘိုင်ရာဘာကမင်းသမီးကိုဖမ်းမိခဲ့ပြီးတဲ့နောက်မင်းသမီးကသူမကိုမြားပြစ်တင်မေးဖို့တောင်းဆိုပါတယ်။သူလည်းတေချာတင်မေးခဲ့ပြီးပြစ်မှတ်ကိုတဲ့တဲ့ကြီးထိမှန်သွားပါတယ်။ရုတ်တရက်ဘယ်ကမှမသိတဲ့လှန်တစ်ချောင်းလဲအဲ့ဒီပြစ်မှတ်ကိုထိမှန်သွားတာကိုမြင်ရပြန်ပါတယ်။ဒါကမင်းသမီးရှိမှလက်ရည်ပြကျင်တဲ့ဘင်လာရဲ့လက်ချက်ပဲဖြစ်ပြီးတော့သူကဘိုင်ရာဘာလိုနှိမ်ကြတဲ့စစ်တီတူးကမင်းသမီးကိုတင်ပေးစရာလားဆိုပြီးမင်းသမီးဘက်လှဲ့ကသူမသာဆန်းသားရှိရင်အချိန်မရွေးသူကိုယ်တိုင်တင်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်။ ဲဒီချိန်မှာမင်းကြီးကကြွချီလာခဲ့ပြီးဗိုင်ဒါဘာကိုရှာခံစစ်တပ်အကြောင်းပြောပြပြီးတော့ဒီချိန်မှာဗိုင်ဒါဘာကိုတက်ကိုဦးစီးစေမယ်လို့ပြောလိုက်ပါတယ်။သူလည်းအသက်နဲ့ရင်းပြီးတော့အမှုတော်ကိုထမ်းရွက်ဖို့ဂရီပေးလိုက်ပြီးမင်းသမီးကပါသူမှလည်းဝင်တိုက်ချင်းချောင်းနဲ့အခုဆိုရင်ဗိုင်ဒါဘာတင်ပေးလို့မြားပစ်တက်နေပါပြီလို့ဝင်ပြောလိုက်ပါတယ်။အရင်နောက်မှာတော့၃ယောက်သားစကားတပြောပြောနဲ့သွားလိုက်ကြပြီးဘင်လာတကောင်ပဲကြံခဲ့ပါတော့တယ်။ အရင်ကမှမင်းသမီးတွေကဗိုက်တာဗိုင်ပုံကိုပကြီးဆွဲနေစမှာလွန်စွာမူးယစ်နေတဲ့ဘင်လာကသူမခန်းထဲရောက်လာခဲ့ပြီးတော့သူမကိုပိုင်စိုးပိုင်နေလွန်ကျူးစွာပြောနေပါတယ်။သူကသာမင်းသမီးရဲ့ကျင်အဘက်ဖြစ်ပြီးမင်းသမီးလေးကဒီတစ်သီးလေးလိုပဲရှုံးဆိုကစားကျင်စပွဲပဲလို့ပြောနေစမှာပဲဗိုက်တာဗာရောက်လာပြီးတော့ဗဇန်နာကပန်းသီးကိုဓမြောင်နဲ့လှမ်းပေါက်လိုက်ပါတယ်။ဘင်လာကမင်းအငေါ့ကိုဓမြောင်နဲ့ပေါက်ရဲတယ်လားလို့မေးတဲ့အခါဗိုက်တာဗာကအေးဆေးစွာနဲ့ပဲပန်းသီးမှာအစိတ်တင့်နေဘယ်လိုလုပ်မလဲကျွန်တော်မျိုးမှာနန်းတွင်းကိုကာကွယ်ရမယ်ကိုရန်တော်တာဝန်ရှိပါတယ်။ ကျွန်တော်မင်းစမ်းသပ်ပြီးမှနောင်တော်စားရမှာပါဆိုပြီးတော့ပန်းသီးကိုကြိုက်ပြီးကဘင်လာကိုပြန်ပေးလိုက်တဲ့ခါမှာတော့ဘင်လာကလည်းမင်းလိုနေပါတဲ့အမှုတန်းစားပြီးသားကိုဘသူကစားမလဲလို့ဆိုပါလေဒါမဲ့မင်းသမီးလေးကလှမ်းယူကကြုတ်ကနေကြိုက်စားပြလိုက်တာကြောင့်ဘင်လာကလည်းဒေါသတကြီးနဲ့သူ့လိုချင်တဲ့အရာရှိရင်လုံးဝကိုပိုင်ဆိုင်ရအောင်လုပ်မှဖြစ်ကြောင်းနဲ့နောက်ရက်ပြိုင်ပွဲပြီးတဲ့ချိန်ဗိုင်ရာဘာရဲ့တီလန်းတကားကိုဖြန့်ပေးမယ်လို့ပြောလိုက်ပါလေဒါမဲ့ဗိုင်ရာဘာကတော့ဂယုမဆိုင်ပဲဘင်လာကိုတကားရင်ဖြန့်ပေးလိုက်ပြီးမောင်းထုတ်လိုက်တာကြောင့်ဒေါသတကြီးနဲ့လစ်သွားရပါလို့လေ နောက်တည်းမှာတော့မင်းသမီးလေးရဲ့ကျင်ရတော်အဖြစ်အရွေးခံဖို့ရှင်ပြိုင်ပွဲတစ်ခုကိုကျင်းပကြပါလိမ့်။ပထမဆုံးပြိုင်ပွဲဝင်ကတော့ဆေးရသူအကြီးဆုံးရထားတဲ့ဘင်လာပဲဖြစ်ပြီးပရိသတ်ကြီးကတော့တိတ်ဆိတ်စွာနဲ့ပဲကြည့်နေကြပါလိမ့်။ဒါမဲ့ဒုတိယလူဘိုင်ရာဗာရဲ့နာမည်ကိုကြေညာလိုက်တဲ့အခါမှာတော့ကွင်းမင်းတဲကိုဘိုင်ရာဗာဝင်ရောက်လာပြီးပရိသတ်ကြီးစီကပွက်ပွက်ညံတဲ့အားပေးမှုတွေကွင်းကြီးကိုရှံထွက်လာခဲ့ပါလိမ့်။ပြိုင်ပွဲမစခင်မှာဘင်လာကဘင်မင်းမြတ်ကိုနောက်ထပ်မဲ့မင်းလောင်းဟာဘသူလဲလို့မေးခဲ့ပြီးပရိုဟိတ်ကြီးကမင်းသမီးလေးမစ္စတာရဲ့ထီးနန်းကိုစက်ခံလိုက်မယ်လို့ပြောလိုက်ပါလိမ့်။ ဘင်လာကအဲ့ဒီချိန်မှာမင်းသမီးရဲ့ပေါ်ဝါကိုဆွဲလုလိုက်တာကြောင့်သူမရဲ့ရင်သားကိုအမြန်အုပ်ထားလိုက်ပါလေဘင်လာကမင်းသမီးဟာထီးနှန်းကိုစက်ခံမှုပြော့ညံ့လို့နေတယ်ဓာတ်ကင်ပြီးပြန်ခုခံရမယ်စားသူကရှက်ရွံ့စွာနဲ့ခေါင်းငုံနေတာပဲလို့ပြောလိုက်ပါလေပြီးတော့ဒီပွဲကိုမင်းသမီးကျင်အားရွေးပွဲအပြင်ထီးနှန်းကိုစက်ခံမဲ့သူကိုရွေးတဲ့ပွဲလေဖြစ်တည်တယ်လို့ဆိုလိုက်ပြီးမင်းသမီးရဲ့ပေါ်ဝါကိုလှမ်းမှချီကမြင်းရထားစီကိုလှမ်းပစ်လိုက်တာကြောင့်မြင်းတွေလည်းကြောက်လန့်ကြတဲ့ဒုံဆိုင်ပြေးပါတော့တယ် ဲဒီနောက်မှာမင်းသမီးလေးရဲ့ပေါ်ဝါကိုယူနိုင်သူဟာကျင်ရတော်ဖြစ်တယ်လို့ယာစားပလင်ကိုဆက်ခံမဲ့သူလည်းဖြစ်တယ်လို့ဆိုလိုက်ပြီးဒါကိုလက်ခံနိုင်ရဲ့လားလို့ဘယင်ကိုမေးပါတယ်။ဘယင်ကပြန်မဖြေနိုင်သေးခင်မှာပဲမင်းသမီးလေးကဒါကိုလက်ခံတယ်လို့ဝင်ဖြေလိုက်ပါတယ်။ဒါမဲ့သူမကစီကန်းချက်တစ်ခုကိုအပိုထပ်ထည့်လိုက်ပြီးအဲ့ဒါကတော့ရှုံးတဲ့သူဟာတိုင်းပြည်ကနေထွက်သွားရမယ်ဆိုတာပါပဲ။ဒီခါမှာဘင်လာကဗိုင်ဒါဗာဟာအသက်နဲ့တွဲလဲပြန်လာနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါမဲ့ဗိုင်ဒါဗာကတော့ဘင်လာကိုအသက်ရှင်လည်းပဲပြန်ခေါ်လာခဲ့ပါမယ်။ ဒါမှအရှက်တကွဲနဲ့တိုင်းပြည်ကထွက်သွားတာကိုထိုင်ကြည့်လို့ရမှာလို့ဝင်ပြောပါလေ။အဲဒီတော့မကြာခင်မှာပဲပြိုင်ပွဲကချက်ချင်းစပါလေ။နှစ်ဦးသားကိုစီမြင်းကိုဒုံဆိုင်စီးသွားကြပြီးပြိုင်နေခဲ့ပြီမဲ့ခဏကြာမှာတော့ဘင်လာကအကောက်ကြံပါလို့လေ။သူ့ရဲ့တပည့်တွေဟာဟိုမှဒီမှပေါ်လာကြပြီးဗိုက်တာဘာကိုဝိုင်းပြီးတိုက်ခိုက်ကြပါလေ။ဒါမဲ့သူကအားလုံးကိုအလွယ်တကူပဲရှင်းပြလိုက်ကဘင်လာရောက်နေတဲ့မြင်းထားပေါ်ကိုခုန်တက်သွားပြီးပဝါကိုလူယူပါလေ။ ပေါ်ဝါကိုလူယူရခဲ့ပေမဲ့တဲနုံတစ်ခုတည်းကိုကြုံကြသွားခဲ့ပြီးသူ့ရဲ့မြင်းတွေကိုအသေးအံကယ်နေတဲ့ဗိုင်ရာဘာစီကပေါ်ဝါကိုဘင်လာကပြန်လူယူသွားခဲ့ပြန်ပါတယ်။မြင်းတွေကိုကယ်တင်နိုင်ခဲ့တဲ့ချိန်မှာပဲဘင်လာကအလစ်တစ်ချက်ပြေးကန်လိုက်တာကြောင့်သူလည်းတဲနုံနဲ့နစ်ခဲ့ရပါတော့တယ်။ဒါပေမဲ့သူမမြုပ်သွားသေးခင်မှာသူ့ရဲ့စီးတော်မြင်းရောက်လာခဲ့ပြီးကြိုးတစ်ချောင်းကိုကန်ပေးကတဲနုံတွင်းထဲကနေအောင်မြင်စွာဆွဲတင်နိုင်ခဲ့ပါတယ်။အပေါ်ကိုရောက်တာနဲ့သူ့ရဲ့မြင်းကိုအတကုံဒုံဆိုင်နှင်လာပြီးမျိုးရင်းကိုစဝင်နေပြီဖြစ်တဲ့ဘင်လာကိုတဖြည်းဖြည်းမှီလာခဲ့ပါတယ်။ အနီးရောက်တဲ့အခါမှာတော့ပေါ်ဝါကိုခုံပြန်လူယူကဘင်လာကိုပန်းနိုင်သည့်ဒီယိုတိုက်ဆွဲသွားပါတော့တယ်။ဗိုင်ဘာရာအနိုင်ရသွားတဲ့အခါမှာမင်းသမီးလည်းကျေနပ်အားရစွာနဲ့ဘင်လာကိုချက်ချင်းပဲပြည်နေတယ်ပြေးလိုက်ပါတော့တယ်။ပြည်သူပေါင်းကလည်းဝမ်းသာအားရဖြစ်နေခဲ့ပြီးမင်းသမီးလေးပါကျေနပ်ပျော်ရွှင်နေခဲ့ပေမဲ့ဘယင်ကြီးရဲ့မျက်နှာကတော့ပြိုတော့မယ်မိုးလိုပါပဲ။ဝမ်းနေနေပုံရတဲ့ဘယင်ကြီးကိုမြင်ရတဲ့အခါအကြံပေးအမတ်ကအရှိမင်းကြီးဘာလို့ဝမ်းနေနေရတာလဲ။မင်းသမီးလေးတော့ရမ်းပျော်ရွှင်ကျေနပ်နေတာပဲလို့ရှောက်တင်လိုက်ပါတယ်။ဘယင်ကြီးက လူများကသူမကိုပျော်ရွှင်နေရလို့မြင်ပေမဲ့သူ့မျက်လုံးထဲမှာတော့မကြခင်မှာမုံဆိုးမှဖြစ်တော့မှာကိုပဲမြင်နေတယ်လို့ပြောလိုက်ပါတယ်။အเจ้าကဗိုက်ရာဘာရဲ့မျိုးနွယ်တွေဟာတယောက်မှအသက်30ကျော်တဲ့အထိနေမသွားဘူးပါဘူး။သူတို့ကအမြဲတမ်းတိုင်းပြည်အတွက်စည်ရီးခံလူဒန်းစားပဲ။အခုလာမယ့်ရှာခဲရဲ့တိုက်ပွဲမှာလည်းဗိုက်ဗာရာဟာမလွဲမသွေကြာဆုံးရမှာပါ။ဒီမင်္ဂလာပွဲကိုလက်ခံလိုက်ရင်တမီးလေးကိုမုံဆိုးမှဖြစ်အောင်လှုပ်ပစ်လိုက်တာနဲ့အတူတူပဲလို့ပြောခဲ့ပါတယ်။ အရင်နောက်မှာဘီအင်ဂျီကဗိုင်ရာဘာစီကိုတွားခဲ့ပြီးမင်းသမီးလေးရဲ့တိတ်ခါကိုအခုလိုဆေးယူပေးကြတာအတွက်ဂုံယူဝမ်းမြောက်ပါကြောင်းပြောတဲ့အခါဗိုင်ရာဘာကလည်းအမှုတော်အတွက်ဆိုအသက်ဆုံးမှုအသင့်ရှိကြောင်းကိုရှောက်တင်ပါလေဘီအင်ဂျီကတိုင်းပြည်အတွက်မဟုတ်ပဲမင်းသမီးလေးရဲ့ဖခင်တူအနေနဲ့ပြောတာပါလို့ဆိုလိုက်ပါလေဒီခါမှာဗိုင်ရာဘာလည်းရင်နာနာနဲ့ပဲမပြောချင်တာတွေကိုပြောရပါလို့လေ သူကယခုပြိုင်ပွဲဟာမင်းသမီးလေးရဲ့ဂုံတိတ်ခါကိုသူစူးစမ်းကဲတင်ပေးခဲ့တာသာဖြစ်ပြီးယာစားပလင်ကိုဆက်ခံဖို့တော့စံနာမရှိပါကြောင်းနဲ့သူ့လိုတာမန်စစ်တီတော်တဦးကမင်းသမီးလေးကိုမတန်မရာမလှမ်းဝန်ပါကြောင်းအားလုံးကိုကြေညာလိုက်ပါတယ်။မင်းသမီးလေးလည်းနားမလည်နိုင်စွာနဲ့ဗိုင်ဒါဘာရဲ့ပုံတူပကြီးကိုပွတ်တက်ကငိုယုံနေပြီးတစ်ဖက်ကစစ်တီတော်ကြီးဗိုင်ဒါဘာကိုယ်တိုင်လည်းအသေးကြွေမတက်ကြေကွဲကမျက်ရည်မျက်ခွက်နဲ့ပါနောက်ရမှာတော့ပရောဟိတ်ကြီးကတိုင်းပြည်ဘေးဒုက္ခဆိုးတွေကြော်လွှားနိုင်ဖို့ဘာရာပခွန်းတောင်ထိန်ပါဘုရားသခင်ကိုပူဇော်ရမယ်လို့ဆိုပါတယ် ပူဇော်မယ့်အချိန်ကလည်းကျဲတကောမကြွေခင်မှာအမြန်ပူဇော်မှာဖြစ်ကြောင်းပြောပြီးအဲဒီနောက်မှာတော့မင်းသမီးနဲ့အတူဗိုင်ရာဘာတို့တပ်ဖွဲ့ဟာတောင်ထိပ်ကိုရောက်လာခဲ့ပါတယ်။ပူဇော်ဝဲခန္ဓာမဆခင်မှာမင်းသမီးကဘာတွေဖြစ်နေရလဲဆိုတာသူ့ကိုရှင်းပြဖို့နဲ့"သူမတို့နှစ်ဦးဟာမေတ္တာမျှနေကြလင်းနဲ့ဘာကြောင့်သူမကိုလက်မထက်ချင်ရတာလဲ"ဆိုပြီးတော့မေးနေခဲ့တာပါ။ပိုင်ရာဘာကတော့စိတ်မဝင်စားဟန်နဲ့ဘာတခိုးမှပြန်မဖြေခဲ့ပဲဘုံကိုစတင်တီးခတ်လိုက်ကပူဇော်ပွဲစဖို့ပြင်လိုက်ပါတယ် ဒါမဲ့မင်းသမီးလေးကစူတောင်းမှုမပြုတ်လို့ပဲကြောက်တုံးကြီးကိုဆေးတွေနဲ့ဖျန်းဖက်ကဗိုက်ရာဗာရဲ့ပုံကိုသာရေးဆွဲနေခဲ့ပါလေ။အဲဒီနောက်သူမလက်ကိုဓာတ်နဲ့လှိလိုက်ပြီးပုံပေါ်မှာသွေးတွေနဲ့ဆေးချေလိုက်ပါလေ။အဲဒီချိန်မှာပဲကျဲတကွန်တလုံးကြွေကျလာတာကိုမြင်လိုက်ကြရပြီးတိတ်မကြခင်မှာပဲမျိုးတော်ကရဲမတ်တအူးကဒဏ်ရာအပြင်းထန်နဲ့ရောက်လာခဲ့ကအခုချိန်မှာမျိုးရင်းကိုရန်သူတွေဝင်စီးနေပြီဖြစ်ပြီးဘေလာကတစ္ဆာဖောက်ကရှာခန်းနဲ့ပူးပေါင်းလိုက်ပြီးတော့မျိုးတကားကိုဖောက်ဝင်ခဲ့တယ်လို့ဆိုပါရယ်။ အခုချိန်မှာ BNG လက်အသက်ခံလိုက်ရပြီးတော့သူတို့တိုင်းပြည်ဟာရန်သူလက်ထဲကိုလုံလုံကြီးကြောက်သွားခဲ့ပြီဖြစ်ပါတယ်။ပြီးတော့ရှာခဲတပ်တွေဟာဒီနေရာကိုလည်းလိုက်လာခဲ့ပြီလို့ပြောနေပြီးစကားမဆုံးသေးခင်မှာပဲရှာခဲတပ်မကြီးဟာအင်အားရာထောင်ချီနဲ့ရောက်လာပါတယ်။ရန်သူဖွဲကသူတို့စီကိုမြားတွေမိုးရွာချသလိုဇက်တိုက်ပစ်ခတ်လိုက်ကြပြီးဗိုက်ဒါဗာရဲ့တပ်သားတွေအလုံးတေဆုံးကုန်ပါတယ်။အခုချိန်မှာတော့ဗိုက်ဒါဗာနဲ့မင်းသမီးလေးတို့ပဲအသက်ရှင်ကြံရစ်နေတာပါ။ ်ဒင်လာရောက်လာခဲ့ပြီးတော့အခုချိန်မှာတိုင်းပြည်ကသူ့လက်ထဲရောက်လာပြီးဖြစ်တဲ့အတွက်မင်းသမီးကိုသူသိမ့်ပိုက်မယ်လို့ဆိုပါတယ်ဒါပေမဲ့မင်းသမီးကဗိုင်ရာဗိုင်းရဲ့နာကခြေတဖွာမှမရွှေ့ခဲ့ပါဘူးအဲဒီကမှာရှာခန်ကမင်းသမီးကိုဒင်လာရဲ့ပေါင်ပေါ်မှာထိုင်ခိုင်းလိုက်ရင်ဗိုင်ရာဘာကိုအသက်ရှင်ခွင့်ပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့ဗိုင်ရာဘာကလက်မခံတဲ့ပြင်အဲဒီသစ္စာပေါက်ဒင်လာကိုသူ့လက်ထဲအပ်ရင်ရှာခန်နဲ့သူ့ရဲ့တပ်မကြီးကိုအသက်ရှင်ခွင့်ပေးမယ်လို့တောင်ပြန်ပြောနေသေးတာပါဒီကမှာရှာခန်ကလည်းဒီလိုဆိုစိန်ခေါ်ပွဲလုပ်ကြမယ်လို့ဆိုလိုက်ပြီး သူ့ရဲ့တက်သားတရားနဲ့ရှင်ပြိုင်တိုက်ပြီးမင်းသမီးကိုကာကွယ်ထားနိုင်မယ်ဆိုရင်တိုင်းပြည်ရောမင်းသမီးပါမင်းကိုပြန်ပေးမယ်လို့ဆိုလိုက်ပါတယ်။ဗိုက်ဒါဘာကလည်းတစ်ချက်မှတုံဆိုင်မနေပဲလက်ခံခဲ့ပြီးတော့ရှာခန်းရဲမတ်တရားနဲ့တိုက်ကြပါတယ်။သူကနည်းနည်းလေးမှကြောက်မှုမရှိပဲစစ်သားအုပ်စုတွေကိုပြေးဝင်ပြီးတန်မာတဲ့ခွန်အားဗလာကြီးနဲ့အတင်းဝင်ကျမ်းပြတဲ့အခါမှာတခဏတွင်းမှာပဲစစ်သားအများပြားကြဆုံးကုန်ပါတယ်။ရှာခန်းကထိုင်ကြည့်နေပြီးတော့ဗနယောက်ထိတတ်ပြီးပြီလဲဆိုတာကိုအေးဆေးစွာရေတွက်ပေးနေပါတယ်။ တိုင်းခိုင်နဲ့ဘိုင်ရဗာရဲ့ရင်ဝကိုမြားနှချောင်းစိုက်ဝင်သွားပြီမဲနည်းနည်းမှနောက်မတွန့်ပဲမင်းသမီးကိုအစွမ်းကုန်ကာကွယ်နေသေးပါပဲဘိုင်ရဗာရဲ့ဇွဲနဲ့မင်းသမီးပေါ်တစ္ဆာစောင့်သိမှုကရှာခံရင်ကိုပါထိခိုက်ခံစားစေရပါလိမ့်နောက်ဆုံးမှရဲမတ်တရာတိတိတုတ်တင်ပြီးတဲ့အခါမှာတော့ရှာခံကဘိုင်ရဗာကိုဂုံယူဝမ်းမြောက်စွာချီးကျူးပြောဆိုပြီးသူနဲ့အတူလက်တွဲဖို့ကမ်းလှမ်းလိုက်ပါတော့တယ်ဒါမဲ့ဒါကိုဘင်လာကဝင်ရောက်တားဆီးလိုက်ပြီးတော့ရှာခံသူ့ကိုပေးခဲ့တဲ့ဂရီကိုပြန်သတိပေးလိုက်ပါတယ် ရှာခန်ကသူသာစစ်နိုင်ခဲ့ရင်တိုင်းပြည်နဲ့မင်းသမီးလေးကိုဘင်လာရဲ့လက်ထဲကိုအပ်မယ်လို့ဂရီပေးခဲ့တာပါသူလည်းဂရီစကားတစ်လုံးကြောင့်ဘာမှမပြောတာတော့ပဲဒီတိုင်းနောက်ဆုတ်လိုက်ရပါတယ်အရင်နောက်မှာဘင်လာကဒဏ်ရာပြင်းထန်ရနေတဲ့ဗိုင်ရာဗာကိုအတင်းဖိတိုက်နေခဲ့ပါတယ်ဒါမှလည်းနောက်ဆုံးမှာတော့ဗိုင်ရာဗာရဲ့ဓာမြောင်ကပဲဘင်လာရဲ့ရင်ဝကိုစိုက်ဝင်သွားခဲ့တာပါကောက်ကြည့်တဲ့ဘင်လာကမသေးခင်မှာမင်းသမီးလေးကိုဓမြောင်နဲ့ပြစ်ပေါက်ထဲလိုက်ပါလေ။ဗိုင်ရာဘာလည်းသွေးတွေစူပွက်အောင်ဒေါသထွက်သွားပြီးဘင်လာရဲ့ခေါင်းကိုဓားနဲ့စိုက်ကဆွဲဖြုတ်ပစ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့တေလူဆဲဆဲမင်းသမီးလေးဟာနောက်ဆုံးအချိန်မှာအမှန်တရားကိုပြောပြပါဆိုပြီးဗိုင်ရာဘာကိုမေးနေတဲ့ဇလန်းအဆမှာမြင်ခဲ့ရတယ်လို့နှစ်ဦးသားကြောက်ကန်းပါကြီးတဲ့ခုံချသွားခဲ့ကြပြီးရှာခန်ကဗိုင်ရာဘာရဲ့ချက်ဝတ်တစားကိုအခမ်းအနားနဲ့တကြူပေးခဲ့တာပါပြစ်စုံပံကာလမှာတော့ဟာရှာကိုတငါသေးတွေကတွေ့ရှိကကဲတင်ခဲ့ပြီးသူ့ကိုကဲခဲ့သူကတော့ဘဝဟောင်းကရှာခန်ဖြစ်ခဲ့ဘူးသူအခုဘဝမှာတော့နာမည်ကဆော်လမွန်ပါသူကဟာရှန်ကိုသူ့အိမ်ကိုခေါ်သွားကစေကုသပေးခဲ့ပါတယ် ရက်တန်ကြတဲ့ခါမှာတော့ဟာရှာပြန်လဲကောင်းမွန်လာခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့ဇလန်းဆောင်ကိုဆော်လမွန်ကိုပြောပြလိုက်ပါတယ်။ဆော်လမွန်ကသူ့ကိုဆိုင်ကယ်တစ်စီးပေးလိုက်ပြီးအဲ့ဒီဆိုင်ကယ်နဲ့အင်ဒူရှိယာကိုဥတီပြီးတော့အမြန်လိုက်ပါတော့တယ်။တဖက်ကအင်ဒူကအဲ့ဒီချိန်မှာပဲသူ့ဖခင်နဲ့ဟာရှာတို့အတွက်စူတောင်းပွဲလုပ်ပေးနေခဲ့ပြီးသူမရဲ့အနီးအနားကိုဟာရှာရောက်လာတာကိုခံစားလိုက်ရပါတယ်။သူမကငိုပြီးတော့ထွက်သွားချိန်မှာတော့ရာဂူဗာလည်းဟာရှာရောက်နေတာကိုသိလိုက်ပြီးအနောက်ကနေချောင်းရိုက်ပါတယ်။ဒါမဲ့ဟာရှာကအမြန်ရှောင်လိုက်ပြီးတော့ငါဘွားဟောင်းကဇက်ချောင်းတွေအားလုံးကိုမှတ်မိခဲ့ပြီးဘင်းလားဆိုပြီးပြောလိုက်တာကြောင့် ရာဂူပါလေးရုတ်တရက်မှင်သက်မိသွားပါတယ်။သူတို့နှစ်ဦးသားအသေးကြီးတိုက်ခိုက်မဲ့အချိန်မှာဖုံးတော်ကြီးတွေရောက်လာတာကြောင့်ဟာရှာလဲအဲ့ဒီတဲရောနှောကကိုယောင်ဖျောက်လိုက်ပါတယ်။အရိညာကကောင်းငင်မှာနှစ်၄၀၀တကြိမ်စုံနေကြကြဲတာယာရှစ်လုံးပေါ်ထွက်လာပြီးဟာရှာကလည်းဒီညမှာပဲအင်ဒူကိုကယ်ထုတ်ဖို့စီစဉ်ထားတာပါ။အဲ့ဒီချိန်မှာဆော်လမွန်နဲ့ရောက်လာခဲ့ပြီးတော့ဟာရှာနဲ့ပူးပေါင်းကအင်ဒူကိုကူညီကယ်ထုတ်ပေးမယ်လို့ဆိုပါတယ်။သူတို့နှုတ်သားဆိုင်တော်ကြီးတဲ့ကိုခိုးဝင်သွားကြပြီးဟာရှာကအင်ဒူစီကိုသွားတွေ့ခဲ့ကအမျိုးမျိုးစူးစမ်းရှင်းပြခဲ့ပေမဲ့ အင်သူကတော့တခေါမကိုလက်မခံဘဲနားမဝင်ဖြစ်နေတာပါနောက်ဆုံးမှာတော့အင်အားသုံးပြီးတော့အတင်းကျပ်ဖမ်းခေါ်ရပါတော့တယ်ဒါမဲ့အပြင်ထွက်ချိန်မှာတော့အဆောင်တွေနဲ့တိုးမိပြီးအချိန်တန်ကြာတိုက်ခိုက်နေရပါတယ်အဆောင်တွေကိုရှင်းပြပြီးတဲ့နောက်မှာတော့ဂူရာနဲ့တွေ့ပြီးသူကဟာရှာကိုရာဂူဝါရှိယာစီလှည့်စားခေါ်ဆောင်သွားခဲ့ပြီးအစိမ့်များနဲ့မှုတ်ထည့်လိုက်ပါတယ်ဒါမဲ့ဟာရှာကဘာမှမဖြစ်ဘဲဂူရာကိုမေ့လဲအောင်စော်ထည့်လိုက်ပါတယ်အဲဒီချိန်မှာရာဂူဝါကဟာရှာကိုလှမ်းနဲ့လှမ်းပစ်ထည့်လိုက်ပါသေးတယ် နောက်ထပ်လန်တစ်ချောင်းဟာရှာရဲ့ရင်ဝါကိုပြစ်တော့မဲ့အချိန်မှာပဲဆော်လမွန်ကရေစင်ကြီးကိုအမြောက်နဲ့ပြစ်ခွဲလိုက်တာကြောင့်သူတို့သုံးဦးသာအစွန်းဘက်ကိုရောက်သွားကြပါလေ။တပတ်ကိုခုန်ကူးဖို့စမ်းသတ်တဲ့အနေနဲ့ပစ္စည်းတချို့နဲ့ပြစ်ကြည့်တဲ့အခါရာကူဘာလှန်နဲ့စောင့်ပြစ်နေတာကိုသိလိုက်ပါလေ။ဆော်လမွန်ကသူ့အရင်ခုန်ကူးပြီးလှန်ကိုဝင်ခံမယ်လို့ဆိုပေမဲ့ဟာရှာကတော့တားလိုက်ပြီးအင်ဒူကိုအရင်တပတ်ကလှန်ပြစ်လိုက်တဲ့အခါလှန်စာမိသွားပါလေ။ရာဂူဘာလည်းအင်ဒူကိုသူတတ်မိပြီအထင်နဲ့အမြန်ပြေးသွားကြည့်တဲ့အခါမှာအင်ဒူမဟုတ်ပဲဟာရှာကအင်ဒူရဲ့ပဝါကိုခြုံထားပြီးတဲ့ဂိုရာဖြစ်နေတာပါ။ အဲ့ဒီချိန်မှာဟာရှာကတစ်ဖက်ကိုခုန်ကူးပြီးထွက်ပြေးလွတ်မြောက်သွားပါလေ။ဆော်လမွန်ကဟာရှာအချိန်ရစီဖို့အတွက်အဆောင်တွေကိုစူးစမ်းထိန်းထားပေးခဲ့တာပါ။ဟာရှာကအင်ဒူကိုဆိုင်ကယ်ပေါ်တင်ပြီးထွက်ပြေးနေခဲ့ပြီးတော့သူတို့ရဲ့ဘဝဟောင်းကတေကွဲခွဲခဲ့ရတဲ့နေရာဖြစ်တဲ့တောင်ထိပ်ကိုရောက်လာခဲ့ကရာဂူဘာရဲ့နောက်လိုက်တွေဆက်မလိုက်လာနိုင်စေဖို့တရားကိုဖောက်ခွဲပစ်လိုက်ပါလေ။အင်ဒူကလည်းသူမစီကဘာလို့ကျင်သေးလို့ဒီဒီခေါ်လာခဲ့တာလဲလို့မေးနေပြီးဟာရှာကိုအယံမုန်းတယ်လို့ဆိုကသူမကိုလှုပ်ပေးဖို့တောင်းဆိုနေပါလေ။ ။ဟာစာကတစ်ချိန်ကသူ့ရဲ့အချစ်တွေကိုဖုံးကွယ်ထားခဲ့မိတာကြောင့်အင်ဒူကိုတစ်ခါဆုံးရှုံးခဲ့ရဘူးပြီ။ဒီချိန်မှာတော့အဲ့ဒါလိုလုံးဝအဖြစ်မခံတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဘဝဟောင်းလုံးကသူ့တို့နှစ်ဦးချစ်သူတွေဖြစ်ခဲ့ကြဘူးပြီ။အဲ့ဒီနေ့ကဖြစ်ပြခဲ့တာတွေအလုံးစုံကိုအင်ဒူကိုပြောပြနေခဲ့ပေမဲ့သူမကတော့ဘာတစ်ခုကိုမှမမှတ်မိပါဘူး။အရိကမဟာရှာလဲသူတီးခဲ့ဘူးတဲ့ဘုံကိုပဲပြင်းထန်စွာတီးခတ်ပြီးဖျားသခင်ကိုပူဇော်ပါတော့တယ်။အဲဒီချိန်မှာပဲယဟန်ရင်နဲ့ရာဂူဝါရောက်လာခဲ့ကအင်ဒူကိုခေါ်သွားဖို့စူးစမ်းနေပါတယ်။ ဒါမဲ့ဟာရှာရဲ့ပြင်းထန်တဲ့ရိုက်ချက်ရဲ့တုံခါမှုတွေကြောင့်ကြောက်တုံးကြီးဘော်ကမြေသားတွေကွာကြလာကမင်းသမီးလေးမစ္စတာဘဝကရေးဆွဲထားတဲ့ဗကြီးပုံထွက်လာတာကြောင့်အင်ဒူအတိတ်ဘဝကိုပြန်မှတ်မိသွားပြီးတော့ဟာရှာစီပြေးလာကငါ့ကိုခွင့်လွှတ်ပါဗိုင်ဒါဘာဆိုပြီးတော့ပြောနေပါတော့တယ်။အဲ့ဒီချိန်မှာပဲကျဲတကွန်တစ်ခုကြွေကြလာခဲ့ပါတယ်။ရာဂူဘာလေးရဟင်ဘော်ကခုံဆင်းလိုက်ကဟာရှာနဲ့တိုက်ခိုက်ပါတယ်။အပြန်လန်တိုက်ခိုက်နေခဲ့ကြပြီးတိတ်မကြခင်မှာရာဂူဘာလက်ထဲကိုလှန်တလက်ရသွားပါတယ်။ ဟာရှာလဲဘင်လာရဲ့ဥကောင်းကိုဆွဲဖြုတ်ခဲ့မှုတဲ့ဓာတ်ကိုမြေအောက်ကဆွဲထုတ်လာခဲ့တာကြောင့်ရာဂူကလည်းသူ့ရဲ့ဘဝဟောင်းကဥကောင်းကိုကြည့်ပြီးလဲပင်းနေပါရားလာပါတော့တယ်။အဲဒီနောက်မှာဟာရှာဘက်ကအသာစီးရပြီးဖိတိုက်နေချိန်မှာရဟိန်ကသူ့ကိုပန်ကားနဲ့ခုတ်တပ်ဖို့စူးစမ်းပြန်ပါတယ်။ဒါမဲ့ဆော်လမွန်ရောက်လာခဲ့ကရဟိန်ကိုကားနဲ့ပစ်တိုက်သွင်းလိုက်ပြီးဝေကယ်လိုက်နိုင်ပါတယ်။အဲ့ဒီချိန်မှာလုံဝါကိုနိုင်ဖို့မရှိတော့တဲ့ရာဂူဘာဟာအင်ဒူရဲ့လက်ကိုဆွဲကကြောက်ကန်းပါကြီးတဲ့ကိုနှိမ်အောင်လုံးခုန်ချဖို့ပြေးသွားပါလေ ဒါမဲ့ဟာရှာကဓာတ်နဲ့လှမ်းပစ်ပြီးသူ့ရဲ့လက်ကိုဖြတ်ပစ်လိုက်တာကြောင့်တယောက်တည်းကြောင်ကြီးတဲ့ကိုပြုတ်ကျသွားပါတော့တယ်။အားလုံးရှင်းသွားတဲ့အခါမှာတော့ဟာရှာကသူ့ကိုဒီကနေတစ်ဖက်ကိုကူးနိုင်အောင်လှုပ်ပေးဖို့ဆော်လမွန်ကိုပြောပါတယ်။အဲဒီနောက်မှာတော့အင်ဒူရဲ့ပေါင်ပေါ်မှာခေါင်းတင်ကအေးအေးလူလူပဲအမောဖြေနေပါတော့တယ်။ဇုံးနေရပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေဇူးတူပဲတင်ရှိပါကြောင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။